ပတရားစားနေကြလို့အံ့ဩနေပြီလားချမ်းစလိုက်ချင်းကလေးအားစီကိုပုံမှန်စားလို့ပါပဲချမ်းစလိုက်ချင်းကကလေးတွေရဲ့အစာအသောက်တွေကိုအဓိကဖြစ်ပေါ်စေပါတယ်ကြောင်မွေမျိုးနယ်က NLD ပါတီတန်ယုံပြုပြင်တည်ဆောက်ရေးအတွက်ရွှေထွတ်တင်ကွင်းမှာ Iron Cross အဖွဲ့နဲ့ရမုံငွေကီတပ်ပွဲကိုချင်းချင်းတဲကျင်းပခဲ့ပါတယ်ပြည်သက်အနည်းဆုံး9000ကျော်လောက်ဟာရမုံငွေကီတပ်ပွဲကိုအားပေးခဲ့ကြပါတယ်။နိုင်ငံကျော် Rock Sorority ဖြစ်တဲ့လေးဖြူအငဲမြို့ကြီးဝိုင်းဝိုင်းတို့က ပရိသတ်ထောင်ပေါင်းများစွာကိုဖျော်ဖြေခဲ့သလိုလေးဖြူကလည်းအဖေဆိုးတဲ့တခြင်းနဲ့လွတ်လပ်ရေးပိတုကကြီးဘူကျော်အောင်ဆန်းရဲ့ရုပ်ပုံတွေနဲ့ဖော်ပြတင်ဆက်ခဲ့ပါတယ်။ ရန်ကုန်တိုင်း NLD ရုံးချုပ်အစ်စ်ကိုတိဆောက်ဖို့အတွက်ရမုံငွေရှာဖွေရဲ့ပထမခြေလှမ်းဖြစ်ကျင်းပတဲ့ဒီဂီတပွဲမှာ20ရာစုမှာတည်င်းချက်လက်နဲ့နီးပညာကိုအသုံးပြုပြီးအတိုက်ခံပါတီတစ်ခုအနေနဲ့အစိုးရတာဝန်တွေမထမ်းဆောင်ခင်အစင်းသင်းဖြစ်အောင်ကြိုးစားနေတယ်လို့ဆိုပါတယ်ဒီနေ့ခေတ်20ရာစုနိုင်ငံရေးနီးပညာတွေအားလုံးမှာအကျုံးဝင်နေတဲ့ information technology အဲ့ဒါနဲ့ information technology ကိုအပြည့်အဝကျွန်တော်တိဆောက်နိုင်မဲ့ facility အဲ့ဒါမှမရှိပြောင်းနိုင်ရင်ပစ္စည်းတွေရွှေ့ပြောင်းနိုင်ရင်ပစ္စည်းတွေရင်းနေစက်ကရိယာတွေအကုန်ပါတယ်ဒါတွေကိုပြည့်မီအောင်ပေါ့ဆိုတော့အစိုးရတောင်ဝန်ယူနိုင်တဲ့နိုင်ငံရဲ့အကြီးဆုံးတိုက်ခိုက်ပါတီကြီးဟာအစိုးရတောင်ဝန်မယူရင်မအစိုးရတောင်ဝန်ယူလောက်တဲ့အနေအထားဖြစ်အောင်ကျွန်တော်တို့ပြင့်တင်တည်ဆောက်ဖို့အတွက်ကျွန်တော်ဒီလူပွဲတွေလုပ်တာဒါကြောင့်ပြည်သူလူထုစီကမေတ္တာနဲ့ပြည်သူလူတွေပူးပေါင်းပါဝင်မှုကိုကျွန်တော်ဖိတ်လက်ပြီးကုန်ရကန်လဲကန်လဲနဲ့မျှော်လင်းမျှော်လင်းနဲ့ရသေးရလာမယ်လို့ကျွန်တော်ယုံကြည်တယ်။လာမယ့်ပွင့်လင်းရာဒီမှာပြုလုပ်မယ်။ ဒုတိယမြောက်ကြားဖြတ်ရွေးကောက်ပွဲရဲ့မဲဆန္ဒနဲ့30စလုံးမှာဝင်ရောက်ရှင်ပြိုင်မှာဖြစ်တာမို့ပြန်ရုံငန်တိုးချက်မှုကအထောက်အကူဖြစ်မယ်လို့ဆိုပါရယ်။တောင်မွေမြို့နယ်ရွှေထွတ်တင်ကွင်းမှာကျင်းပတဲ့ဒီရမုံငွေကီတပွဲကိုပါတီနိုင်ကသူရဦးတင်ဦးကိုယ်တိုင်တက်ရောက်အားပေးခဲ့ပါရယ်။ရမုံငွေပွဲကရရှိတဲ့ငွေတွေကိုတော့ရပိုင်းတွင်ထုတ်ပြန်ကြေညာသွားမယ်လို့ဆိုပါရယ်။